အားလုံးတို့သားလေးဆိုပါကျွန်တော်ရဲ့ APR Camp မြန်မာ YouTube Channel လေးကနေဗီဒီယိုဆောင်ပြန်လေးကြိုဆိုလိုက်ပါတယ်ရခိုင်မှာနိုင်ငံရေးသိပ္ပံကြောင်းဖွင့်လေးထားတဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားပါမယ်အားတစ်ခါလွန်မြောက်နေမြန်မာနိုင်ငံရေးသိပ္ပံကြောင်းဖွင့်လေးထားပြီးအဲ့ဒီသင်တန်းကြောင်းကနေအရာရှိ2000ကျော်သင်တန်းစင်တာပြီးဖြစ်တယ်လို့ ULAA နဲ့ညစ်ဆက်သူတွေစီကနေသိရပါတယ် Arkan School of Public Policy and Administration ASPPA အမည်ရတဲ့အဲ့ဒီကျောင်းမှာ ရခိုင်ကောင်းဆောင်တွေတော်လန်ကြီးဘက်တို့သားတွေတက်တီပညာရှင်တွေနိုင်ငံတကာပညာရှင်တွေကရခိုင်လူငယ်တွေကိုသင်ကြားနေတာဖြစ်တယ်လို့ဆိုပါတယ်။တင်တဲ့ကြောင့်မှာဖက်ဒရယ်ယာများ Academic Foundation အင်္ဂလိပ်စာကွန်ပျူတာပြည်သူ့ရေးရာမူဝါဒစီမံအုပ်ချုပ်မှုအုပ်ချုပ်ရေးစီမံအုပ်ချုပ်ရေးနိုင်ငံရေးစီးပွားရေး ဥပဒေခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုနဲ့အခြေခံစစ်ပညာစားတဲ့ဘာသာရပ်တွေကိုသင်ကြားပေးထားတယ်လို့ ULA ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ် ခြေခံစစ်ပညာသင်ကြားရပါတယ်ဒါပေမဲ့စစ်ဖေးရရနေတော့မဆိုင်ပါဘူးခေါင်းဆောင်မှုဆွင့်ရရှိတဲ့သူတွေပြီးတော့ဒီဌာနဆင်ရမှာအရာရှိလုံလာမဲ့သူတွေကိုမွေးထုတ်ပေးတာဖြစ်ပါတယ်အပတ်စဉ်တစ်ခုကိုနှစ်နှစ်ကြာပါတယ်လို့သူကပြောပါတယ်အဲ့ဒီနိုင်ငံရေးသိပ္ပံကျောင်းကဒီပလိုမာရှိဖို့နှစ်နှစ်ခန့်ကြာမြင့်တယ်လို့ဆိုပါတယ်အရခပြည်ဒီဆောင်ရေးလုပ်ငန်းတွေအတွက်မဟာဗျူဟာနေဗျူဟာတွေနဲ့ရေတိုရေရှည်စီမံကိန်းတွေစနစ်တကျအကောင့်ထေဖုန်နေတာဖြစ်ပါတယ်လို့လည်းဆိုပါတယ် ကျောင်းကလူတိုင်းကိုတက်ခွင့်တော့မပေးပါဘူးလူပေါင်း၄00လောက်ခြောက်ထားရင်တော့20လောက်ပဲတက်ခွင့်ရပါတယ်ကိုဒေတာကသွားတယ်လူငယ်တွေကကိုဒေတာမှာအရာရှိအဖြစ်တာဝန်ယူနိုင်ဖို့ဒီကျောင်းကသင်ကြားပေးပါတယ်အခုဆိုရင်ပြည်သူစစ်ဆန်ရေးနဲ့အုပ်ချုပ်ရေးဘက်ကိုထတ်တုတ်လိုက်ပါတယ်လို့သင်တန်းနေစစ်ဆက်သူတို့ကပြောပါတယ်လက်ရှိအရခပြမမျိုးသားကာကိုရေးဆင်ရအရေးပေါ်ပြဋ္ဌာန်းချက် NDEP ကိုညင်ညာထားပြီးလူငယ်တွေကို ငွေတွေကိုအရက်ခပြည်တည်ဆောက်ရေးမှာပါဝင်ဖို့ကြိုးပမ်းနေတာလေးဖြစ်ပါတယ်စစ်ပွဲတွေပြင်းပြထန်ထန်ဖြစ်ပွားပြီးနောက်ပိုင်းမှာဒေသတွေကရခိုင်လူငယ်တွေဟာနောက်စစ်တွေပဋိပက္ခတံကိုခံနေကြပြီးပညာသင်ကြားနယ်ဖွံ့ဖြိုးလုပ်ငန်းတွေအတွက်အခွင့်အလမ်းတွေသတင်းအချက်အလက်တွေလိုအပ်နေပါတယ်။ဒါအပြင်မဖြစ်မနေစစ်ထင်ဝင်ရမယ့်စစ်မှုထမ်းဥပဒေနဲ့ဖွံ့ဖြိုးရေးကြောင့်တွေရဲ့ဌာနချက်ကိုလည်းကွေပြစွာပြည်သူလူထုကိုသတင်းအချက်အလက်ပေးဖို့လိုအပ်နေပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အဆုံးထိ ကြည့်ရှုပေးခဲ့ကြတဲ့မြန်မာပြည်သူညီကောင်မတော်များအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်။အားရခပြည်သူပြည်သားများနဲ့တကွမြန်မာပြည်သူပြည်သားများအားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ။